တချို့သောဒီပြည်ကားတွေကကျွန်တော်တို့ကိုအတွေးခေါ်အတစ်ဆန်းတွေယူဆောင်လာပေးပါတယ်။ဥပမာဒီပြည်ကားတွေကအတွေးခေါ်ရဆိုလို့ဆိုရင်ပန်းဒီကလူမျက်နှာကိုဖုံးကွယ်ထားလို့လူမျက်နှာကိုမမြင်ရတာမဟုတ်ပါဘူး။ပန်းဒီကိုမြင်ရဖို့အတွက်လူမျက်နှာကဖုံးကွယ်ခြင်းခံရရပါတယ်တဲ့။တချို့သောအရာတွေကိုမြင်ရဖို့အတွက်တချို့သောအရာတွေကဖုံးကွယ်ထားခြင်းခံရရပါတယ်ဆိုတဲ့ reverse thinking ပြောင်းပြန်အတွေးခေါ်မျိုးကိုဆိုလိုချင်တာပါ။အရာအလုံးကိုတပြိုင်နက်တည်းမြင်နိုင်ဖို့အတွက်ဆိုလို့ဆိုရင်တာမန်လူတွေမှာမစွမ်းနိုင်တဲ့အမြင်ရဲ့ကန့်တတ်ချက်တွေကလည်းရှိနေပြန်ပါသေးတယ်။ တကယ်မြင်နေရတဲ့အရာတွေထက်ဖုံးကွယ်ထားတဲ့အရာတွေကိုမှပိုပြီးတော့စိတ်ဝင်စားလေးရှိတဲ့လူတွေရဲ့အတိတ်စိတ်ကလည်းရှေ့ကပန်းဒီထက်နောက်ကလူမျက်နာကဘလို့ပဲပုံရှိကြမယ်ဆိုတာကိုပိုပြီးတော့စိတ်ဝင်စားနေကြတာတော့အမှန်ပါဒီပြည်ကဆိုရင်ဖဲဂျီယန်ပတီဆရာရင်းနေမာဂရက်ထေရဲ့1964ခုနှစ်ကအမြင်ပိုင်းဆိုင်ရာဆာရီလေဇန်ပတီကားတစ်ချက်ပါဆာရီလေဇန်ပတီကားတွေဆိုတာကဘေးတော့မှမယိုးတဲ့လက်တွေ့ကဘာနဲ့အမြင်ပတီကဘာကြားကအမြင်နဲ့တွေးခေါ်တွေကိုတူလောင်ထားလေးရှိတဲ့ပတီကားမျိုးစားတွေပါ ဒေးဗီကားလေးကပန်းဒီနောက်ကကာရိုက်တာကတော့ဗကြီးဆရာကိုယ်တိုင်ဖြစ်တဲ့ရနီမာဂရက်ထေကိုယ်တိုင်ပဲဖြစ်ပါတယ်။